73စီတလီတာ55ကျပ်မှ80ကျပ်အထိပြန်မြင့်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့အပတ်ကတလီတာကို700ကျော်ခန့်နဲ့300ကျော်အထိကျဆင်းခဲ့တဲ့73စီဈေးနှုန်းထွေဟာအခုတစ်ပတ်မှာတော့အမျိုးအစားအလိုက်တလီတာကို95ချက်ကနေ90ချက်အထိပြန်မြင့်တက်လာတယ်လို့73စီတင်သွင်းတူလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရောက်ပါတဲ့92နဲ့95ဓာတ်စီဈေးနှုန်းထွေဟာပြီးခဲ့တဲ့အပတ်ကတလီတာကို320ချက်ဝန်းကျင်အထိပြန်လည်ကျဆင်းခဲ့ပေမဲ့ဒီကနေ့မှတော့တလီတာကို65 5ချက်အထိပြန်လည်မြင့်တက်လာပါတယ်။ဒီဆက်ဈေးနှုန်းတွေကလည်းပြီးခဲ့တဲ့အပတ်ကတလီသားကို700ကနေ240ချက်အတွင်းပြန်လည်ချဆင်းခဲ့ပေမဲ့အခုတပတ်မှာတော့တလီသားကို55ချက်ကနေ80ချက်အထိ ပြန်လည်မြင့်တက်လာပါတယ်။ ကိုဘာရှိနန်စိမ့်စိနှုံထွေကားထော့ဒီကနေ့မှတစီကို63သရမ35ဒေါ်လာအထိရှိနေပြီးတပတ်သာတွင်ဒေါ်လာကျော်ဝင်းကျင်အထိဈေးချစင်းလာသေးလို့သိရပါတယ် ပြည်တွင်းနိုင်ငံခြားငွေလဲနှုတ်အနေနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4440ကျပ်အထိရှိနေပြီးတပတ်တာအတွင်းဈေးငြိမ်နေပါတယ်။73စီဈေးကွက်ထဲမှာတော့တချမ်းကာလနောက်ပိုင်းဆက်ရုံအလုံးရုံတွေပြန်လည်ဖွင့်နေတာကြောင့်အယောင်းဝယ်ကောင်းနေတယ်လို့ဆိုပါတယ်။ ပြည်တွင်း73စီတွေရဲ့အခုတပတ်ရင်းညွန်စီတွေကထုံ92တလီသားကို2805ချက်95တလီသားကို2865ချက်ဒီဆဲစီတလီသားကို2435ချက် ပရီမီယံဒီဆဲစီတလီသားကို3030ချက်အထိဈေးနှုန်းအသီးသီးရှိနေပါတယ်လို့သိရပါတယ်ရှင်